။ကမ္ဘာကျော်ဘောလုံးသမားတဦးဖြစ်တဲ့ Cristiano Ronaldo ရဲ့ပုံနဲ့ဝေဆက်ကူထုတ်မယ်ဆိုတဲ့သတင်းတစ်ခုလူမှုကွန်ရက်မှာပြန့်နှံ့နေပါတယ်။ Sasco ဆိုတဲ့အကောင့်ကနေ Daily Highlight ဆိုတဲ့ group မှာဒီဇင်ဘာ3ရက်နေ့ကပေါ်တူဂီနိုင်ငံဟာ Cristiano Ronaldo ကဂုဏ်ပြုသောအဖြစ် Euro 9တန်ဝေဆက်ကူများထုတ်ဝေမည်လို့ရေးသားကတပုတ်တပုံနဲ့အတူဖြန့်ဝေထားပါတယ်။ပုံမှာတော့ Ronaldo ပုံပါ9 Euro တန်ကိုရိုက်နှိပ်ထားပါတယ်။ဒီ Ronaldo ငွေဆက်ကူကိစ္စဟာအခုမှမဟုတ်ပါဘူး။ဒီနှစ်အစပိုင်းဇန်နဝါရီလကလည်းပြန့်နှံ့ခဲ့ပြီးအဲဒီတော့ကတော့9.5ဒင်္ဂါပြအနေနဲ့ထုတ်မယ်လို့ပြန့်နှံ့ခဲ့တာပါ။ ဒါနဲ့ပတ်သက်လို့မြေစီမကချက်လက်စစ်ဆေးခဲ့ပါတယ်။ရော်နယ်ဒိုငွေဆက်ကူကိုတကယ်မထုတ်တဲ့အကြောင်းပေါ်တူဂီနိုင်ငံရဲ့ဘိုဘန်ကနေဒီနေ့စာပိုင်းကပြန်နိုင်ခဲ့တဲ့သတင်းမှားယူနဲ့ပတ်သက်လို့ထုတ်ပြန်ချက်ထုတ်ပြန်ပူပါတယ်။ Euro News ဆိုတဲ့ website ကနေလည်းသတင်းမှားဖြစ်တဲ့အကြောင်းချက်လက်စစ်ဆေးခဲ့ပါတယ်။ဒါကတော့ဇန်နဝါရီလကအချက်လက်တွေဖြစ်ပါတယ်။ဘောလုံးသတင်းတွေတင်လေးရှိတဲ့ Sif Football ဆိုတဲ့ Instagram account ကနေအခုလက်တော်ပြန့်နေတဲ့ငွေဆက်ကူနဲ့ပတ်သက်ပြီးတော့လေသတင်းမှဖြစ်တဲ့အကြောင်းဒီဇင်ဘာ3ရက်နေ့မှာဖော်ပြထားပါတယ်။ ပေါ်တူဂီယာဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံဖြစ်တာကြောင့်ဥရောပငွေကြေးယူရိုကိုပဲအသုံးပြုပါတယ်။ယူရိုတွေထဲမှာ9 10 20 50 100 100 100 100 100 100နေပဲရှိပြီးခုနှစ်ယူရိုတန်မရှိပါဘူး။နောက်ပြီးရော်နယ်ဒိုပုံမှန်ငွေစက်ကူကိုလေ့လာကြည့်မယ်ဆိုရင်နံပါတ်စဉ်စီရီယယ်နံပါတ်မှာကိန်းဂဏန်းထက်အင်္ဂလိပ်အခရာတွေပိုများနေတာကိုတွေ့ရပါတယ်။ ယူရိုငွေဆက်ကူမှာတော့ serial number မှာအင်္ဂလိပ်အက္ခရာနှလုံးကိငနန်း10လုံးပါဝင်နေရကိုတွေ့ရပါတယ်။ဒါကိုတော့ဥရောပသမဂ္ဂရဲ့ဘဏ်ဝဆိုင်မှာဝင်ရောက်ကြည့်ရှုလို့ရပါတယ်။နောက်ပြီး Portuguese ဘဏ်ရဲ့တရားဝင် website မှာလည်းဒီသတင်းနဲ့ပတ်သက်ပြီးသတင်းဖော်ပြထားတာမတွေ့ရပါဘူး။ဒါကြောင့်ဒီ Ronaldo ငွေဆက်ကူပုံက AI နဲ့ဖန်တီးပြုလုပ်ထားခြင်းဒါမှမဟုတ် Photoshop နဲ့ပြုပြင်ထားတာဖြစ်ပါတယ်။နောက်26ကမ္ဘာဖလားဟာမကြာခင်ရောက်ရှိလာတော့မှဖြစ်ပြီးကျွမ်းကျင်သူတွေကဒီကမ္ဘာဖလားဟာ Ronaldo ရဲ့နောက်ဆုံးကမ္ဘာဖလားဖြစ်တယ်လို့ပြောဆိုမှုတွေလည်းရှိနေပါတယ်။ ီလိုကမ္ဘာကျော်ဘောလုံးသမားရဲ့ငွေစက်ကူကိုထုတ်မယ်ဆိုတာဟာရိုနယ်ဒိုကမဟုတ်ပါဘူး။ပြီးခဲ့တဲ့2022ကမ္ဘာဖလားပြီးနောက်မက်ဆီပုံတူငွေစက်ကူထုတ်မယ်လို့လည်းပြန့်နှံ့ခဲ့ပူပါတယ်။ဒါကြောင့်ကမ္ဘာကျော်ဘောလုံးသမားတဦးဖြစ်တဲ့ခရစ်စတီယာနိုရိုနယ်ဒိုရဲ့ငွေစက်ကူထုတ်မယ်ဆိုတဲ့သတင်းဟာသတင်းအမှားပဲဖြစ်ပြီးလူများစိတ်ဝင်စားအောင်ပြုလုပ်ဖန်တီးထားတဲ့ငွေစက်ကူပုံပဲဖြစ်ပါတယ်။မီဇီမတ်ကိုကြည့်ရှုအားပေးနေတဲ့သူတွေအနေနဲ့လည်းစစ်စစ်စီစီတဲ့တဲ့ရင်းတွေရှိခဲ့ရင်မီဇီမတ်ကိုပေးပို့လို့ရပါတယ်။ ပြပို့မယ်ဆိုရင် t.ly/agfbz ဆိုတဲ့ link ကိုရိုက်ထည့်ပြီးစစ်စစ်စီခြင်းတဲ့တင် အကြောင်းအရာကို link နဲ့တကွပြပို့ပြပို့မေတ္တာရက်ခံအပ်ပါတယ်လောကောမီဒီယာကိုဆက်လက်ရည်တည်ထိုင်ဖို့ပြည်သက်တွေထောက်ပံ့ပေးမှုဟာအကြီးမားဆုံးလိုအပ်ချက်ဖြစ်တာကြောင့် Mizuma TV YouTube Channel မှာမြန်မာဝင်ပြည်သူတွေကိုဦးနှိမ့်နိုင်ကြောင်းလည်းအသိပေးထိတ်ခေါ်လိုက်ပါရစေ။